ကျွန်တော်တို့မနက်ဖြန်တနင်္လာနေ့အဖွင့်နေပေါ့နော်20ရက်နေ့အဖွင့်နေ့အတွက်ကျွန်တော်အကောင်းဆုံးနဲ့အကြိုက်ဆုံး main ပတ်တီတလုံးရေကိုမှเนาะကျွန်တော်တို့မနက်ဖြန်အပူတတိထားရမယ်ကျွန်တော်အကြိုက်ဆုံးအပူကတော့တခွက်ရှိတယ်ကျွန်တော်အဲ့တခွက်ကိုလည်းပေးပြအောင်ပြီးမယ်ပြီးတော့ကျွန်တော်အဲ့ကျွန်တော်ပတ်တီပေးရေเนาะပတ်တီအကြိုက်ဆုံးပတ်တီတလုံးလည်းကျွန်တော်တေချာဖောက်ပေးမယ်အဲ့တော့ချက်မစီရအောင်လုပ်မယ်မနက်ဖြန်အတွက်ကကျွန်တော်အကြိုက်ဆုံးကခန်းန်းက3ခွက်ပဲရှိမယ်အဲ့3ခွက်ကခုနကပြောတဲ့ စောနာပြောတဲ့အပူတခွက်ကဲဆိုထန်ကုန်၄ခွက်ပဲစောရလိမ့်မယ်။နောက်ကျွန်တော်ချက်မိတ်ဆွေတွေအားလုံးပဲထန်ကုန်၄ခွက်ပဲစောရလိမ့်မယ်။ဆိုတော့ဘူဇောကတော့ထွန်းစံတိုင်းတင်းဆက်ပေးနေကြတိုင်းပဲကျွန်တော်ချက်မိတ်ဆွေတွေကိုကျွန်တော်အကွက်နည်းနည်းလေးနဲ့ထိထိမိမိရစေခြင်းပေါက်စေခြင်းတို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်တယ်။ပြီးတော့ဒီဗီဒီယိုလေးမှာကျွန်တော်ဒီဘတ်စာကန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတချို့ကိုလည်းထည့်ပြီးတော့ပြပေးသွားမှာဖြစ်တယ်။နော်။အဲ့တော့ချက်မိတ်ဆွေတွေအားလုံးပဲဘူဇော channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေ။ထွန်းစံတိုင်းကျွန်တော်ကတော့ဘူဇောပဲဖြစ်ပါတယ်။နော်ကျွန်တော်ချက်မိတ်ဆွေအားလုံးကျွန်တော်ညီကောင်မတို့အားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဘူဇောမှာဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်ကဲဟုတ်ပြီเนาะကျွန်တော်ချမိတ်ဆွေတွေကျွန်တော်ဆွေမျိုးတွေအားလုံးပဲเนาะအဓိကတော့ကျွန်တော်တို့မနက်ဖန်ပေါ့เนาะမနက်ဖန်အတွက်ကိုကျွန်တော်အဓိကပတ်တီလေးတလုံးနဲ့အပူလေးတစ်ခွက်ကိုအဓိကပေးချင်တာလည်းပါတယ်အဲ့ဒါမှာမင်းရောသုံးခွက်နဲ့ဆိုတော့လေးခွက်ပေါ့เนาะအဲ့ဒါလေးခွက်နဲ့ကျွန်တော်အာကနန်းတလုံးပေါ့เนาะကနန်းလေးခွက်နဲ့ကနန်းတလုံးပေါ့เนาะအဲ့လိုပေါ့ အဲ့တော့ပတ်တီတလုံးနဲ့ main only လေးကွက်ပေါ့နော်အပူတကွက်ပါဆိုရင်တော့ main only လေးကွက်ကိုပေးချင်တာလည်းဖြစ်တယ်ပြီးတော့ဒီဘက်စာကလေးအကြောင်းလည်းပြောချင်တယ်ဖြစ်တယ်နော်အဲ့တော့ကျွန်မကျွန်တော်ချစ်မစီရအောင်ပဲကျွန်တော်ထုံးစံတိုင်းတင်ဆက်ပေးနေကြတိုင်းပဲကျွန်တော်ဒီဘက်စာကလေးကိုအရင်ဘက်ကမတင်ပေးလိုက်ရဘူးဘာလို့ဆိုတော့ကျွန်တော် channel ပြကြသွားပါတယ်နော် channel တွေတိတ်အဆင်မပြေတာဖြစ်တဲ့အတွက်ကျွန်တော်ချစ်မစီရအောင်ပဲနော်တီးခံပြီးတော့ဖွင့်လှစ်ပေးကြဖို့တောင်းပန်ပါတယ်အဲ့တော့လည်းဒီဒီဘက်မှာကျွန်တော် channel အသင်းနဲ့ပြန်ပြီးတော့လာပါပြီအဲ့တော့လည်းကျွန်တော်ဒီဘက်စာကက်တီကိုပါတစ်ခါလေးယူလာခဲ့တယ် နော်အဲ့တော့ချမိတ်ဆွေအားလုံးအားလုံးပဲနော်ကျွန်တော်မန္တလေးမှာရဖို့ပောက်ဖို့ဆိုရင်အဓိကတကွန်းတကွန်းပဲထိုးရမယ်နော်တကွန်းတကွန်းပဲထိုးရမယ်ပတ်သီးဆိုတာကတလုံးနဲ့ပတ်ရင်ကျွန်တော်တို့ရှုံးစရာအကန့်ဝမရှိဘူးနော်တလုံးနဲ့ပတ်ရင်ရှုံးစရာအကန့်မရှိဘူးနော်ဒီနေ့မှရင်ကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ဒီကနန်းနဲ့ဒီပတ်သီးနေရာရှုံးစရာမရှိဘူးနော်ချမိတ်ဆွေတွေအားလုံးပဲကဲဟုတ်ပြီ ကဲပြောနေရကြတယ်ရွှေရွှေဝေးမပြောချင်ဘူးကျွန်တော်ဒီဗီဒီယိုလေးကိုလည်းအရှိန်မလောက်ထားဘူးနော်ထန်ကုန်းခုနမိနစ်ရှင်မင်းတို့ပေါ့နော်အဲ့ဒါလေးကိုတီးခန့်ပြီးတော့ဗီဒီယိုလေးကိုပြီးအောင်ကြည့်ရှုပေးဖို့ကျွန်တော်ဘက်ကနေတောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်မတို့လည်းအားလုံးပဲနော်ကဲကျွန်တော်တို့ရဲ့အဓိကမနက်ဖန်ပေါ့နော်မနက်ဖန်ထားပါတော့ကျွန်တော်တပတ်ဆက်ကလေးရင်ပြောမယ်နော်ကျွန်တော်အင်ကာမကျော်အတွင်းမှာငါးလေးဆိုရယ်ခဏနှလုံးကကျင်းသီပေါ့တလုံးဆင်းလိမ့်မယ်နော်အင်္ဂါမကျော်တွင်းမှာငါးလေးဆိုရယ်ခဏနှလုံးကကျင်းတီပေါက်တလုံးဆင်းလိမ့်မယ်အဲ့လိုပဲနော်ဟူးမကျော်တွင်းမှာလည်းတုံညာဖွန်ဆိုရယ်ခဏနှလုံးကကျင်းတီပေါက်ကို နှလုံးစင်းလိမ့်မယ်။နော်။ဘောက်ထူးမကြော်တွင်းမှာတုံညာခွန်ဆိုတဲ့ကဏ္ဍနှလုံးချင်းတီပေါက်စင်းရသလိုအင်္ဂါမကြော်တွင်းမှာလည်းငါးလေးဆူတဲ့ကဏ္ဍနှလုံးအချင်းတီပေါက်တစ်လုံးစင်းရမယ်။နော်။အဲ့ဒါလေးတော့တေချာလေးမှတ်ထား။ဘာလို့မှတ်ထားခိုင်းလဲလို့မေးရင်ပူဇော်ကဒါကိုဖတ်သီးနေနဲ့ယူစီခြင်းလို့ပြောတာ။နော်။ဒီຢာလေးမှတ်ထားလိုက်။မှတ်ထားပြီးတော့ကျွန်တော်အင်္ဂါမကြော်တွင်းမှာငါးလေးရှိတဲ့အတွက်ကျွန်တော်တို့၅ဘိုင်၄ဘိုင်နဲ့ရပြစို့လုံးဝတင်ရိုက်လို့ရပြီ။နော်တင်ရိုက်ပြီးတင်ဆော့လို့ရပြီဆိုတာကိုသဘောကိုပြောချင်တာနော်အဲ့ဒီသဘောကိုပြောပြချင်တာ နော်အဲ့တော့ချမိတ်ဆွေအားလုံးပဲမနာဖန်အတွက်ကိုအဓိကလေးသဘောထားဟိုတတိထားပြီးစောပါနော်တတိထားပြီးရောစောပါတတိထားပြီးရောအောင်မေခံပါကဲဟုတ်ပြီကျွန်တော်ချမိတ်ဆွေအားလုံးပဲအဲ့လိုပဲကျွန်တော်အဓိကတော့မနာဖန်အတွက်နော်မနာဖန်အတွက်မှာလဲကျွန်တော်ကအဓိကဒီထင်းကမိဘက်ဒီတလုံးပါထားတယ်ဆိုတော့ကျွန်တော်မနာဖန်မှာရိုက်လို့ကောင်းပြီ เนาะย้ายလို့កောင်းပြီတုပ်ယူဖို့လို့တယ်မနာဖာမှာတုပ်ကိုထီးထီးမိမိယူတာအဲ့ဒါမှာကျွန်တော်တို့ကြံတဲ့ရက်3ရက်မှာကြံတဲ့ရက်2ရက်မှာย้ายလို့ရမှာเนาะမနာဖန်ရပြီဆိုရင်ကျွန်တော်အင်္ကာနဲ့ဘော်ဒကူအဓိကย้ายလို့ရပြီရပြီဆိုရင်ကျွန်တော်ကြာသပတေးနေ့မှာနားမယ်เนาะကြာသပတေးနေ့ဖောင်းရက်ရှိအတွက်နားမယ်နားပြီးတော့တောက်ချန်နေပြန်စောမယ်တောက်ချန်နေပြန်စောတဲ့အကြောင်းရင်းကကျွန်တော်တို့ပြန်ပြီးတော့မုတ်ဖူးရှာတဲ့သဘောစောတာเนาะသဘောပြပြမယ်เนาะတောက်ချန်နေပြန်စောတယ်ဆိုတော့မုတ်ဖူးရှာတဲ့သဘောစောတာဘူးသောတောက်ချန်နေတိုင်းအမြဲတမ်းအောင်းနေเนาะအဲ့လိုမျိုးပဲတောက်ချန်နေတိုင်းအောင်းအောင်လို့ကျွန်တော်ဒီတန်လေးရွေးထုတ်ပြီးတာကဲဟုတ်ပြီ ရေရွေးဝေးမပြောတော့ဘူးเนาะမမဝင်နေအားလုံးကတော့ကျွန်တော်ထိတ်တိတ်ပြီးထူးဆန်းပြောကြမလို့ဘူးเนาะမမဝင်နေရကျွန်တော်ထုံးတဲ့နိုင်မပို့နေကြတိုင်းပဲပို့ပြီးမယ်เนาะပို့သောပို့နေကြတိုင်းပဲပို့ပြီးမယ်ပို့သောအကြိုက်တွေ့ရတယ်ချက်ချင်းပို့ပြီးတယ်เนาะဒါကတော့မမဝင်နေအတွက်တိတ်ပြီးပူစရာမလိုဘူးအဲ့တော့ပို့သောပေးထားတဲ့အထူးပတ်သီးနဲ့အထူးမွေးကွက်ကူပဲစော့ပါစော့ခြင်းနဲ့ဆိုရင်အထူးပရိတ်ပေးထားတာကူပဲအဓိကစော့ပါနော်အဲ့ဒီကဒီပဲဒီကစော့ခြင်းစော့ပါဘုမကျော်အတွင်းမှာကျွန်တော်ဒီထင်းရမှာအကောင်းဆုံးအကြိုက်ဆုံး main ပတ်တီတို့ပါတော့ main ကွက်တို့ရခဲ့ရင်အဘူးတို့ပါတော့ရခဲ့တယ်ဆိုတော့ကျွန်တော်တီးတန့်လေးထပ်ပို့ပေးတယ်ဒါကတော့ member ဝင်တွေအတွက်နော် ကဲကျွန်တော် YouTube ကိုအချင်းမိတ်ဆွေတွေအတွက်ကလည်းကျွန်တော်တီးတန်လေးအခုနော်လာပြီကဲ၄၈၆၉၉ဆိုတဲ့ကဏ္ဍ၄လုံးနော်၄ရယ်၈ကဲ၆ကဲ၉ရယ်ဆိုတဲ့ကဏ္ဍ၄လုံးကချင်းတေပေါက်ခွေလိမ့်မယ်နော်ဒါကတော့ကျွန်တော်တို့ဘယ်မှာခွေနိုင်လဲဆိုရင်ပုတ်ထူးမကြောင်မှာခွေနိုင်တဲ့ကဏ္ဍမျိုးပြောတာနော်၄၈၆၉ဆိုတဲ့ကဏ္ဍချင်းတေပေါက်ကိုခွေလိမ့်မယ်ပုတ်ထူးမကြောင်နော်ပုတ်ထူးမကြောင်စီအောင်တတိယပါ နော်ဟိုကြောင့်တတိထားဖို့ပဲပြောတာပါကဲဟုတ်ပြီကျွန်တော်တို့အဓိကမွေးခမ်းလေးတွေလိုချင်တယ်ဆိုရဲချစ်မိတ်ဆိုရဲနော်မွေးခမ်းလေးလိုချင်တယ်ဆိုရဲညီကိုမောင်နှမတွေကိုကျွန်တော်ပေးချင်တာကကျွန်တော်မွေးခမ်းလေး6ခွက်ရှိမယ်နော်မွေးခမ်းလေး6ခွက်ရှိမယ်ဒီထွေးရမှာကျွန်တော်ထွက်နိုင်ကြရခမ်းလေး1ခွက်ရှိတယ်ထွက်နိုင်ကြရခမ်းလေး1ခွက်ရှိတယ်တို့ပဲမကျွန်တော်ကိုကြိုက်တာကိုစော့ပါနော်ကိုကြိုက်တာကိုစော့ပါကဲဟုတ်ပြီမွေးခမ်းလေး6ခွက်ကဘာတွေလဲနော်အဲ့မှာတတိထားပါ စမယ်เนาะမွေးကနေ6ခွက်အဓိကတော့မွေးကနေဆိုတဲ့အတိုင်းပေါ့ဗျာကျွန်တော်တို့နောက်ကြသည်ရှိမယ်စောသည်ရှိမယ်ဆိုတော့မွေးကနေအတိုင်းမလောက်ဆိုတာမရှိဘူးသူပြင်မဲ့နောက်ကြရစောရလို့ဖြစ်တတ်တယ်ဒါကတော့ကျွန်တော်တို့အမားနဲ့မန်ကိုစင်ကျင်ပြီးတော့နားလည်ပြီးပါလို့လည်းကျွန်တော်ပကံနေပြောခြင်းတယ်ကဲဟုတ်ပြီကျွန်တော်ချက်မိတ်စုတွေအားလုံးပဲတော့ကျွန်တော်မွေးကနေနေပြောမယ်ကျွန်တော်၄နဲ့ပတ်တယ်เนาะ၄ပတ်ဒီနဲ့ပတ်သက်ပြီးတော့၄နှစ်၄၈၄တစ်ဆိုပြီးတော့ကဏ္ဍ၃ခွက်ရှိမယ်၄နှစ်ကဲ၄၈ကဲဆိုပြီးတော့ မွေးကနန်း၃ခွက်ရှိမယ်အဲ့လိုပဲ၃နဲ့ပတ်သက်ပြီးတော့၃၂၃၈၃၁ဆိုပြီးတော့မွေးကနန်း၃ခွက်ရှိမယ်နော်၃၂သုံးတင်သုံး၈ဆိုရက်မွေးကနဲ့၃ခွက်ရှိမယ်ဒီ၆ခွက်ကိုဒီကဆော့ပါနော်ဒါကတော့မွေးကနဲ့နေပြောတာကိုကြိုင်းမှဆော့ပါကိုကြိုင်းမှမွေးပါနော်ကဲဟုတ်ပြီကျွန်တော်ချက်မိတ်ဆွေတွေအားလုံးကိုကျွန်တော်လက်ဆောင်ပရိတ်တစ်လုံးပေးမယ်ဒီပရိတ်တစ်လုံးကကျင်းသေးပေါက်ကိုမြူးလိုက်မယ်မြူးတဲ့ပရိတ်ဖြစ်တဲ့အတွက်ကျွန်တော်ချက်မိတ်ဆွေတွေအားလုံးတခါရပြီးသွားလို့ဆိုပြီးတော့မနာပါနဲ့ကျွန်တော်ပြောချင်တဲ့သဘောက တခါရပြီးသွားပြီဆိုရင်ဒီ break ကိုဆက်မမွေးဘူးဆိုရင်တော့မှကိုကြိုက်တဲ့လုံးပိုင်းလေးရှိရင်ဒီ break နဲ့ပတ်သက်ပြီးတော့ cut ထိုးပါเนาะဒါကတော့ new break ဖြစ်တယ်ကဲဟုတ်ပြီကျွန်တော်လာမယ့်အပတ်မှာ၃ည break 10 break ပေါ့เนาะကျွန်တော်10 break 3ည break ပေါ့เนาะဒါက break တစ်ခုတည်းဖြစ်ပါကျွန်တော်အမြင်အရပြောမှဆိုရင်ကျွန်တော်တို့က10 break လို့မယူဘူး3ည break လို့ပဲယူတယ်နော်တချို့တွေကတော့တချို့တလေကြတော့ဟိုဟာ7 break ယူတယ်နော်တို့ကကြတော့အပြည့်ယူတာကျွန်တော်တို့ကြတော့အဓိက အကြောင်းရင်းကိုပဲယူတာအနော်အဓိကအရာကိုပဲယူတယ်ဆိုတော့တုံညာပရိတ်ကျွန်တော်ကတော့အကြိုက်ဆုံးအမျိုးပရိတ်ဖြစ်တယ်ဒါကတော့ဗုဒ္ဓဟူးမကျွမ်းမဗုဒ္ဓဟူးအတွင်းပေါ့နော်ဗုဒ္ဓဟူးအတွင်းမှာကျင်းတိဘောက်ကိုတစ်ကြိမ်ဆင်းလိမ့်မယ်နော်ကျင်းတိဘောက်ကိုတစ်ကြိမ်တစ်ကြိမ်ဆင်းလိမ့်မယ်ဆိုတော့ကျွန်တော်ချင်းမိတ်ဆွေအားလုံးပဲသတိထားပြီးတော့စော့စီခြင်းနဲ့ကဲဟုတ်ကျွန်တော်ပြောသွားတာလေတော်တော်များများစုံနေပြီဖြစ်တယ်နော်စုံနေပြီဖြစ်တဲ့အတွက်ကျွန်တော်ချင်းမိတ်ဆွေအားလုံးပဲကျွန်တော်မနက်ဖြန်အတွက် ထပ်ပြီးတော့သွားမယ်။နောက်မန္တပတက်ထပ်မသွားခင်ဒီမှာကျွန်တော်ဗီဒီယိုလေးကို share လို့ရမယ်ဆိုရင်တော့ကို share လို့ရမယ်နေရာလေးဒီမှာ share ပြကြပါလို့ကျွန်တော်ဘက်ကနေတောင်းဆိုချင်ပါတယ်။ channel လေးကို subscribe မနေရသေးရင်လည်း subscribe လေးနှိပ်ထားကြဖို့ကျွန်တော်ဘက်ကနေတောင်းဆိုချင်ပါတယ်။ကဲဟုတ်ပြီကျွန်တော်ကျမိတ်စီရအောင်မယ်ကျွန်တော်မနပ်ဖန်အင်ဟိုဟာတနင်းလာနေပေါ့နော်မနပ်ဖန်တနင်းလာနေအတွက်ကျွန်တော် main ပတ်တီတလုံးရွေးထားတယ်အဲ့ main ပတ်တီတလုံးအနေနဲ့ဆိုရင်တော့ခွန်ပတ်တီပါဒါကနေကုန်ပတ်တီပါပူဇော်နေငယ်ပိုင်းတင်ပြရင်လည်းတင်ပြမယ်မတင်ပြရင်လည်းဒီပတ်တီမနပ်ပိုင်းမှာမထွက်ရင်ညနေပိုင်းမှာကျင်းတီပေါ့လိုက်ဆော့ပါနော် ်ကဲဟုတ်ပြီကဏ္ဍနေနေဆိုရင်3ခွန်ရယ်3နှစ်ကဲဟော3ခွန်ရယ်ခွန်နှစ်ကဲ4ခွန်ရယ်နော်ခွန်3ရယ်ခွန်နှစ်ကဲခွန်4ရယ်ဆိုပြီးကဏ္ဍ3ခွက်ရှိမယ်နော်ခွန်3ရယ်ခွန်နှစ်ကဲခွန်4ရယ်ဆိုပြီး main all 3ခွက်ရှိမယ်အဲ့ထက်အောင်အကြိုက်ဆုံးအပူတစ်ခွက်ကခွန်ခွန်ဆိုတော့ကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးပဲတေချာပေါက်ကျွန်တော်တို့အဲ့4ခွက်ကိုစော့ပါပြီးရင်ကျွန်တော်ပြန်ကဏ္ဍတစ်ခွက်ပြောပြမယ် ်နောက်ပြန်ကနေတကောပြကျွန်တော်တို့ကဲ့ရက်ကလေးပဲလာထားတဲ့3ည1 3ည1ဆိုရဲကနန်းနော်တက်ဆဲတဆဲဆိုပြီးထွက်ထားတဲ့ကနန်းကို3ည1ဆိုပြီးကျင်းသေးပေါက်ပြန်ထူပါနော်ပြန်ကနန်းနော်ကျောတက်ဆဲတဆဲဆိုပြီးထွက်ထားတဲ့ကနန်းကို3ည1ဆိုပြီးကျင်းသေးပေါက်ပြန်ထူပါတကယ်လို့စိတ်မချဘူးဆိုရင်တော့အာပါဘာလို့ဆိုရင်ကျွန်တော်တို့ဘလို့အရာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအရင်ညမလေးမရဘူးเนาะတတိကြကြကြီးတော့ဘသူကမှမသိနိုင်တဲ့အကြောင်းအရာမဟုတ်တဲ့အတွက်เนาะအဲ့တော့အားလို့ရမယ်ဆိုရင်အားပြီးစော့ပါเนาะ ကဲဟိုကျွန်တော်ချက်မစီရအောင်လုပ်မယ်ကျွန်တော်တို့မန်နေဖတ်မှာငွေထုတ်နိုင်ကြပါသေးလို့ကျွန်တော်ပုံစံမှာစုမုံကောင်တောင်းပေးလိုက်ပါတယ်နေ့စဉ်နဲ့မြလဲကျွန်တော်ဗီဒီယိုလေးတွေတင်ဆက်ပြီးတော့မှဖြစ်လို့ကျွန်တော် channel လေးကိုလည်း subscribe နေထားကြဖို့ကျွန်တော်ဘက်ကနေတောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်အခုကြည့်နေတဲ့ဗီဒီယိုလေးကိုလည်း like လဲမာလေးနဲ့လုံး comment လေးတွေ share လို့ရမယ်ဆို share လို့ရမယ်နေရာလေးတွေအထိ share ပေးခဲ့ချဖို့လည်းကျွန်တော်ဘက်ကနေပြီးတော့တောင်းဆိုပါတယ်ကဲဟိုကျွန်တော်ချက်မစီရအောင်လုပ်မယ်မန်နေဖတ်မှာအားလုံးပဲစိတ်ချမ်းသာခြင်းနဲ့အဆင်ပြေကြပါစေလို့ကျွန်တော်ပုံစံမှာစုမုံကောင်တောင်းပေးလိုက်ပါတယ်